တကူးလအတာတကြံပွဲရာဒီပန်းကန်ကောပန်းတကူးလဆိုဒီမှာထန်းကူးလထန်းသည်ဆွတ်ချွေသောလာဟုရှေးခါကဆိုကြ၏တကြံဟူသောဝေါ်ဟာနာမှာပြောင်းရွှေ့ခြင်းကူပြောင်းခြင်းဖြစ်ပေသည်ရှေးခါကတကြားမင်းနှင့်ဂျမမင်းတို့ဘေးရင်ပညာရက်တစ်ခုကြောင့်သူမန်ဒီကိုမန်ဒီဟု၍အငင်းခုံဖြစ်ခဲ့ကြပေသည်အသင်တကြားမင်းကျွန်ုပ်တွက်ချက်သည်သာအမှန်ဖြစ်ချေသည် မငင်းပါလေနဲ့ပြမမင်းကျွန်ုပ်တွက်ချက်သီးကားသာအမှန်ဖြစ်ပါသည်ထို့သောနဲ့အငင်းခုံဖြစ်ကြရမှာဘေးရင်ပညာရက်ကို အလွန်ကျွမ်းကျင်သည်ကမာလမိုင်းခေါ်သောဘေးရင်ပညာရှင်ကြီးအဆုံးဖြတ်ခံယူရန်သဘောတူညီကြလေသည်အတင်တကြားမင်းအကျွန်ုပ်နိုင်မှာကအတင်တကြားမင်းဦးကောင်းဖြတ်ခံရပေမည်အကျွန်ုပ်ရှုံးမှာကကျွန်ုပ်ဤဦးကောင်းကိုအတင်တကြားမင်းဖြစ်ပါလောဤသို့ဖြင့် ကမာလမိုင်းဆရာကြီးအဆုံးဖြတ်ခံယူရန် ရောက်ရှိလာခဲ့ကြလေသည်ဤပေရင်ပညာရက်နှင့်ပတ်သက်၍တခြားမင်းယူဆချက်မှာမှန်ကန်ပါပြီတယ်ထို့သို့ဆုံးဖြတ်ချက်ချပြီးနောက်မြမမင်းကရဲဝံစွာဖြင့်အသင်တခြားမင်းကျွန်ုပ်ရှုံးကြည့်ပြီးကျွန်ုပ်ဤဦးခေါင်းကိုဖြတ်ပါတော့ကျွန်ုပ်မဖြတ်လို့ပါမြမမင်းအသင်တခြားမင်းမဖြတ်လို့တော့လဲကျွန်ုပ်ပြုခဲ့သည့်ဂတိအတိုင်းတစ္ဆာဆိုကပြက်စီတော်မီ တစ္ဆာဟိတကိုးဖြင့်မြမမင်းဦးကောင်းပြက်လေတော်၏မြမမင်းဦးကောင်းတော်မှာမြေသူကြလင်မီးဟုံဟုံတောင်းလောင်လေမည်ပင်လယ်သမုတ်တရားတွင်သူကြပါကရေများခန်းချောက်သွားပေမည်ထို့ကြောင့်နတ်သမီးခုနှစ်ဖော်အားလူတို့၏တနစ်ပြည့်မြောက်လင်တအူးလက်မတအူးလက်သူလွှဲပြောင်းကြင်စီရာတကရေပြောင်းလဲပြီးခြင်းဖြစ်ပြီးနှစ်ဟောင်းမှနှစ်သိမ့်မင်္ဂလာတို့ကူပြောင်းသောကာလဟု၍ဖြစ်ပေါ်ခဲ့ရလေသည် ပကံခင်ရောက်ရှိသောနရတိဟပတိမင်းကြီးလက်ထက်တွင် မင်းကြီးမှာ တကူးလာသည် ပူအိုင်လွန်းလာ၍ဤသို့အကြံဖြစ်တော်မူလေသည်မင်းချင်းတို့ဤတကူးလာသည်ပူအိုင်လွန်းလာချေသည်တကြတာကီဝင်မင်းအဖိယာသာသည်တကောင်းပြည်၌ရေကစားသည်ဟုအဆိုရှိပေသည်တကြတာကီနယ်များသည်လည်းအိန္ဒိယပြည်တွင် ရေကစားလေရှိကြသည်ငါတို့သည်တကြတာကီနယ်ဝင်များဖြစ်ကြ၍ ဤတကူးလာပူအိုက်သည့်ရာသီတွင် ရေကစားရန်တင်ပေသည်နန်းတော်မှအေယာဝတီမြစ်စိတ်သို့ရေကစားရန်တဲနန်းဆောက်လုပ်စီဤသို့မိန်တော်မူပြီးနောက်တဲနန်းကြီးဆောက်လုပ်ပြီးချိန်တွင်ဘယင်ကြီးနှင့်တကွာမိဖုရားမောင်းမမိတ်တန်ချွေရန်တင်ပင်များနှင့်ရေပတ်ဖြန်းကစားခြင်းပြုလေသည်တကြံပွဲတော်ကာလတွင်အချိုနှင့်အချာနှင့်အချက်နှင့်အတက်နှင့်ဟူ၍ရှိပြီးရေကစားခြင်းစတူဒီတာကျွေးမွေးခြင်းများဖြင့် ျော်ရွှင်စွာဆင်နွှဲကြလေသည်မြန်မာနှစ်တည်းဤနှစ်စန်းတည်းရနေတွင်မူတက်ကြီးရွယ်ဦးများအားကောင်းလျှော်ခြင်းခြေသန်းလက်သန်းညှပ်ပေးခြင်းတရိတ်ဆန်များအားဘေးမြလွတ်ခြင်းများပြုလုပ်ကြလေသည်ရက်ကွန်အလိုက်တန်ဃာတော်များအားပင့်ဖိတ်ကအနီရကင်းပရိတရားတော်များအားရွတ်ဖတ်ခြင်းနှင့်နှင်ဟောင်းမှအညစ်ကြေးများကိုစွန့်ပစ်ပြီးနှစ်သက်တို့ကူပြောင်းသောတကြံပွဲတော်ကိုပျော်ရွှင်စွာဆင်နွှဲကြလေသည်ကဆုံလကဆုံညောင်ရီသုံးပွဲ ရာတီပန်း၊စကားပန်းကာလူရတော်ညီတော်ဆန္ဒကဏကသောနာဗုဒ္ဓဟိသုတိနှင့်အညီဖောဘတ်တော်ခုနှစ်ပါးတွင် ပါဝင်သောညောင်ဗုဒ္ဓဟိဘောဓိဘင်းသည်ကဆုံလားပြည့်နေတွင်ပေါင်ရောက်ခဲ့လေသည်ကဆုံသည်ကာကြီးအခိယရေဟုသော အနတ်ထွက်ကစုံစုသည်မှာတောလောင်ချင်းဟုအဓိပ္ပာယ်ရလေသည်ရှေးရခင်ကဒီပင်ကရာဖျားရှင်ကိုရောမြတ်သည်ယဟန္တာ၄သိန်းနှင့်ယံပဝတိပြည်သို့ ကြွားချီတော်မူစဉ်လမ်းတွင်ရှွန့်ပွအိုင်များပုံများသဖြင့်ပြည်သူပြည်သားတို့လမ်းပြင်ခဲ့ကြသည် ထိုစဉ်သူမိသားရှင်ရသည်လည်းကောင်းကင်စံခီးမှဆင်းကရှွန့်အိုင်တို့အားရှင်နှင့်အပ်၍သူ၏ခန္ဓာကိုယ်အားဖျားရှင်ကြွားမိလမ်းတွင်တံတားကဲ့သို့ခင်းကကုသိုလ်ယူခဲ့သည်အသင်ရသည်ကနောင်ဘတ်တာကဘာ၌လေးစုမြောက်သောတပ်ပင်ညွတ်ညံရှင်ကောရမဖျားအဖြစ်ဧကံပွင့်တော်မူလက်တန်း ဤသို့ဒီပင်ကရာဖျားရှင်မှနိယတပြားဒိတ်တော်ခံယူရရှိသောနေ့မှာကဆုံလာပြီနှင့်ဖြစ်လေသည်ကပိလဝတ်ပြည်နှင့်ဒေဝတရားပြည်ယခုနီပေါ်တို့အကြားလုံမနီအင်ချင်းတော်၌တုတ်တော်တနမင်းကြီးဤခြင်းရတော်မဲတော်မာယာမှဖျားလောင်းတော်အားမိရှူတန်စင်ဖွားမြင်တော်မူခဲ့လေသည်ထိုနေ့ကမဟာတကရိ68ခုနှင့်ကဆုံလာပြည်တောက်ကြနေနနတစ်ချက်တီးချိန်ဖြစ်သည် သူစားထားတဲ့ကြွယ်သမီးသည်မြတ်ဗုဒ္ဓအားကနာနုဆုံးကတိမှလည်းတင်နာနီကုံရွာညောင်ပင်ရင်တွင်ဖြစ်ပါသည်ဖရာလောင်းတော်သည်တက္ကရိ103ခုနှင့်ကဆုံလာပြီနေတွင်တစ္ဆာလေးပါးကိုသိမြင်တော်မူ၍တပ်ပညုတရွှေဉဏ်တော်ဖရာရှင်ဖြစ်သူမဟာဗောဓိပင်ခြေရင်၌ပင်ရောက်ရှိတော်မူလေသည်တက္ကရိ148ခုနှင့်ကဆုံလာပြီနေ၌ပင်ဝါတော်55ဝါး ်တတော်80နိုင်ဂေါရမမြတ်စွာဘုရားရှင်သည်မာလာတိုင်းကုတီနာယုံမလာမင်းတို့ဆံရအင်ချင်းဥယျာဉ်၌ပြိဋိဘံဆံဝင်တော်မူခဲ့သည်ဂေါရမဘုရားရှင်ပွင့်တော်မမူပင်ချိန်ခါပင်ညောင်ပင်ဆောင်နှများထံကဆုံလာပြီနေတွင်ညောင်ပင်ရင်း၌ရေသွန်းလောင်းပြီးလူရာဆူတောင်းသည့်အစဉ်လာရှိခဲ့လေသည်ဘုရားရှင်ပွင့်တော်မူသည့်အချိန်မှစ၍နတ်များကို ပူဇော်ခြင်းမှာဘုရားရှင်အားပူဇော်ခြင်းဖြစ်သူပြောင်းလဲကာ မဟာဘောဓိပင်ညောင်ပင်ကိုကဆုံလာပြင်းနေရောက်တိုင်းရိုးရာမပြန့်ညောင်ရီသွန်းပွဲကျင်းပါလေသည်။နေုံလစာပြန်ပွဲရာတီပန်းစပေပန်းနေုံလဟူသောအထိပ်ပဲမှာမိုးရွာသီလာဟူအထိပ်ပဲထွက်သည်။ဒုတိယအင်းဝခင်တာလုံမင်းတရားကြီးလက်ထက်တွင်တကရင်တထောင်ပြည့်နှစ်တွင် စာပြန်ပွဲကို ပရိယတ္တိသာသနာတော်တိုးတက်ပြန်ပွားရန်ဆန္ဒမုံဖြင့်နေုံလ၏ရာတီပွဲဖြင့် ျင်းပခဲ့ခြင်းဖြစ်ပါသည်မြမမင်းများသည်နေုံလစာပြန်ပွဲတွင် အောင်မြင်တော်မူကြသည့်ပဇင်းလောင်းရှင်လောင်းတို့ကိုဝါဇုလတွင်ခန္ဓာကြီးကျယ်စွာဖြင့်ပဇင်းခံရှင်ဖြူပွဲများပြုလုပ်ပေးလေရှိကြသည်ထို့ပြင် သုံးလူထွတ်တင်ဖျားရှင်သည်နေုံလပြည်နေ၌စัจ java လာတိုက်တောင်းမှာနတ်ပြမအပေါင်းတို့အားမဟာသမယတုတ်တော်ဟောကြားတော်မူခဲ့ခြင်းကိုဆွဲပြု၍ မဟာသမယအခါတော်နှင့်ပွဲတော်ကို အနှစ်သာရပြေဝစွာကျင်းပကြသည် ယခုအခါပထမပြန်စာမေးပွဲနှင့်ဓမ္မစရိယာစာမေးပွဲများအပြင်တိပိတကတရားရွေးချယ်ပွဲကြီးအပိဓမ္မာစာမေးပွဲတို့ကိုလည်းနှစ်စဉ်ကျင်းပပေးခြင်းအောင်စုလက်မှတ်များကို စက္ကပ်လူတန်းချင်းတို့ကိုသာသနာတော်စီကားပြန်ပွားရန်နေုံလာ၌စာပြန်ပွဲအဖြစ်ကျင်းပပေးလျက်ရှိပါသည်ဝါဇူလာ စင်းခံရှင်ပြူပိန်ရာတိပန်ပုံညတ်ပန်ရှင်းမြမဖျားများသည်ဗုဒ္ဓသာသနာတော်တိုးတက်စီကားပြန့်ပွားရင်းနှင့်ဗုဒ္ဓယဉ်ကျေးမှုမွေနစ်ကိုရရှိရေးကိုအကြောင်းပြု၍ဝါဇုလတွင်ပစင်းခံရှင်ပြူပွဲတော်ကြီးကိုရာတိပွဲတော်ဖြင့်ကျင်းပကြသည်ဝါဇုလပြည်နေ၌ဖြစ်စဉ်လပြည်ကျော်တရက်နေ၌ဖြစ်စဉ်ဝါဇုလတွင်ဖူးဖွင့်ကြသည် ပုံညတ်ပန်းစသောပန်းမျိုးစုံတို့ကို ဂျေဒီပထိုးမြတို့တွားရောက်လူတန်းရန်ဝါဆိုပန်းခုထွက်သည့်ယဉ်ကျေးမှုဓလိတရန်ပေါ်ပေါက်ခဲ့သည်ဝါဆိုလာပြည်နေမှာတည်တောထွက်ဓမ္မဆန်တချက်ပြာတိယသုတိနှင့်အညီဗုဒ္ဓသာသနာသမိုင်းတွင် ထူးခြားသောမှတ်တမ်းဖြစ်ရ၄ခုရှိပါသည်ပထမတစ်ခုမှာတက္ကရာ68ခုနှင့်ဝါဆိုလာပြည်နေတကောင်ရန်အချိန်တွင်တက္ကတိုင်းကပိလဝတ်ပြည့်ရှင်ဘယင်တုတ်တော်တနမင်းကြီးဤမိဖုရားကြီး သီရိမဟာမာယာဒေဝီ၏ဝမ်းကြာရိုက်တွင်ဂေါရမဖျားရှင်သောဖျားလောင်းတော်သည်တည်ယူတော်မူခဲ့လေသည်ဒုတိယတစ်ခုမှာတိတ်တထမင်းသားဖျားလောင်းသည်တက္ကရ68ခုနှင့်တတ်တော်29နှင့်ဝါဇူလာပြည့်နှင့်တနင်းလာနေ့ညသကောင်းရန်ချိန်တွင်နန်းစီစိန်နှင့်တကွတားမရတို့အားစွန်ကားတရားရှာရန်တောထွက်တော်မူခဲ့လေသည်တတိယတစ်ခုမှာတိတ်တထမင်းသား တောထွက်တော်မူရမှာဖျားဖြစ်သူရောက်ရှိတော်မူပြီးနောက်တက္ကရင်103ခုနဲ့ဝါဆိုလားပြင်းနေစနေနေနေဝင်စအချိန်ပြင်စဝက်ကီ9ဦးတို့အားဓမ္မစัจ जा တရားဟောကြားတော်မူခဲ့လေသည်စတုဒ္ဓတခုမှာတက္ကရင်109ခုနဲ့ဝါဆိုလားပြင်းနေ၌မြတ်ဗုဒ္ဓသည်တာဝိတိပီကန္တပတယက်ဖြူချင်းရင်၌ဟိတ်တိအသင်အားနှိမ်နှင်းဆုံးမှာက အထက်ကိုရောမယီ အောက်ကူတော်မမီးလျံလက်ရမျက်လုံးမမီးလျံလက်ဝဲမျက်လုံးမရှိလက်ဝဲနားတော်မရှိလက်ရနားတော်မမီးတို့ဖြင့်ရောင်ကြီးတော်၆တွယ်ဖြတ်စင်းကပြတာတော်မူလေသည် ထို့ကြောင့်ဝါဇုလသည် လာဒူးလာမြတ်ဖြင့်တမန်ကြသည်တန်ဃာတော်များဝါဇုသည့်အခါပူဇော်စက္ကန္နယံဝါဇုပန်းနှင့်ဝါဇုဖျောင်းနိုင်ကြီးများကို ဖုံးတော်ကြီးများချောင်း၌လှူဒန်းကြသည်ထို့ပြင် သင်ငန်းများကိုလည်းကပ်လူကြသည်ဝါဆိုရောမြီတန်ဃာရောများအားဝါဆိုလာဆန်း၌ပင်လူရန်းကြသည့်သင်ငန်းဖြစ်သောကြောင့်ဝါဆိုသင်ငန်းဟုခေါ်ကြသည်မြမယဉ်ကျေးမှုအစဉ်လာတစ်ခုအဖြစ်အသက်သိခာဂုံဝါကြီးသူများအားဝါဝင်ခံနီး၌ပူဇော်ပွဲရာအဖျားပြားတို့ဖြင့်ပူဇော်ကတော့ကြသည်မှာယနေ့ခင်အထီးပင်ဖြစ်သည်ဝါကောင်လဆိုင်ရီးတံမဲပွဲရာတီပန်းခတ်တာပန်း ဝါကောင်နာသည်မိုးကာလာဖြစ်သည့်အလျောက်မိုးသိန်းထန်ဆာရွာသောကြောင့်မြည်ရီချောင်းရီတို့တို့ကကမ်းလုံးပြည့်တက်လီရှင်လေသည်ထို့ကြောင့်ဝါဇိုဝါကောင်ရေဖောင်ဖောင်ဟုပညာရှင်များက စာဖွဲ့ကြသည်အခါတစ်ပါး၌ဗုဒ္ဓမြတ်စွာဘုရားသည်ရာဇကြိုပြည်ဝေလူဝန်ကျောင်းတော်၌တည်င်းသုံးတော်မူလေ၏ထိုအချိန်တစ်ချောင်းလုံးရှိတန်ဃာတော်များအားလှူဒန်းရန်တီးနံများရှားပါးခြင်းဖြစ်၍ ပြည်သူများကဖယားရှင်အားရှောက်ထားကြလေရာဖယားရှင်ကစာရေးတံမဲချ၍လှူဒန်းစေခဲ့ရမှာစာရေးတံမဲပွဲတော်စတင်ပေါ်ပေါက်ခဲ့လေသည်ယခုခေတ်ကာလ၌စာရေးတံမဲပွဲအစားစွန်ကြီးပန်းပွဲများဖြင့်အစားထိုးလာကြလေတော့သည်တော်သလင်းလာလေပြိုင်ပွဲယာတီပန်းရင်းမာပန်းတော်သလင်းနေပစွန်သေးဟူသောဆိုယူစကားတိုင်း ငားငယ်ပစွန်ငယ်လေးများပင်တီလောက်အောင်နေမင်းသည်ပြင်းပြစွာထွန်းလင်းတောက်ပါသောရာသီဖြစ်လေသည်ထိုလာသည်တော်သလင်းမြစ်တွင်တင်ပြူးခင်းအဆူနှင့်အညီရေပြင်သည်လှိုင်းလေကင်းစင်ပြီးတင်ပြူးများဖြန့်ခင်းထားပြီးတကယ်သူပြန့်ဖြူးငိမ့်တက်လျက်ရှိလေသည်ဤလာတွင် ရှေးမြမာမင်းများလက်ထက်ကလေပြိုင်ပွဲသဘင်ကိုစီးလုံးညီညွတ်လိုသောစိန်ပန်းနိုင်ကိုခွန်အားစိုက်ထုတ်ပြီးအရောက်လန်းနိုင်သောစိတ်တို့ဖြင့် ရှိခါကရည်ရွယ်ချက်ရှိရှိတို့ဖြင့်ကျင်းပခဲ့ကြလေသည်မြမဘီရင်တို့၏လက်ချက်တွင်နေချိတ်ကို တုံးလံရာတွင်လှေတက်သည်တတောင့်တနီယာမှပြောင်မြောက်စွာပါဝင်ခဲ့ဘူးပါသည်ထိုချိန်ကအေဝဘီရင်ဓမ္မရာစာသည်လှေကြီးများ ခက်လီနှစ်ဆင့်ခက်လီဝက်လီမြို့တက်တကားစသည်တို့စုဆောင်ပြီးလှေရေးကျင်စီခဲ့ပါသည်ခရစ်တက်ခရင်1632ခုနှစ်အရောက်တွင် အင်းဝဘယင်ဓမ္မညာစာသည်တန်လင်းမြို့တွင်ဘယင်တစုတစ်ဖွဲ့အုပ်ချုပ်နေခဲ့သောတန်လင်းမြို့သားငစင်ကာခွန်ဖီလက်ဒီပရီတိုအားမြမလီတမတော်ဖြင့်တိုက်ခိုက်အောင်နိုင်စေခဲ့လေသည်ဤသို့ဖြင့်မြမလီတက်အင်အား၏မမေ့စရန်ကိုရည်ရွယ်ပြီးယနေ့ခေတ်ကာလအထိမြမပြည်ရက်ဒေသချို့တွင်တော်တလင်းလာ၌လေပြိုင်ပွဲသဘင်ကိုချိန်ချိန်သေးကျင်းပကြလေသည်တည်င်းကျွလာ ။တည်င်းကျုံမီထုံဖွဲ၊ရာဒီပန်၊ကြာမျိုး၅ပါ။တည်င်းကျုံလာတွင် ရှင်းမြမာမှုဒလိအရာရခင်အခါကမီထုံပွဲတော်ကိုဗုဒ္ဓမြတ်စွာဘုရားရှင်တောင်ပရင်သာမဆင်းသက်တော်မူသည်ကိုကြောင်းပြု၍တောင်ပရင်သာပွဲတော်ဟု၎င်းတောင်ပရင်သာနတ်ပြည်ရှိမြင့်မို့တောင်ထိတ်မှဆင်းသက်တော်မူသည်ကိုကြောင်းပြု၍မိမြင့်မို့ပွဲဟု ခေါ်ဝေါ်ခဲ့ကြဘူးသည်တခုသောဝါစုလာပြည်နေတွင်ဂေါရမဘုရားရှင်သည် တောင်ရင်သာနှက်ပြီးတို့ကြွချီတော်မူလေသည်ဤတွင်ဖျားရှင်သည်ဘဝဟောင်း၌မေတော်မာယာဖြစ်ခဲ့ဘူးသောနတ်သားအားကျေးဇူးဆန်ရန် အပိဓမ္မာတရားတော်အားမေတော်မိနတ်သားနှင့်အတူနတ်မြမအပေါင်းတို့ကိုဟောကြားတော်မူလေသည်တည်ချွတ်လာပြင်းဤတွင် လူပြည်တို့ပြန်လည်ကြွချီတော်မူ၏တရားမင်းကရွှေဆောင်တန်းငွေဆောင်တန်းပရမညာဆောင်တန်းကိုဖန်ဆင်းပူဇော်လေသည် ဗုဒ္ဓဖျားရှင်သည် ရောင်ကြည်တော်6တွယ်ဖြင့်အလေဘဟုပရမညာဆောင်တန်းမှဆင်းသက်ကြွတော်မူလေသည်။နတ်အပေါင်းတို့ကလက်ရရွှေဆောင်တန်း၊ပြမကြီးများကလက်ဝဲငွေဆောင်တန်းမှဆင်းသက်ကြလေသည်။လွန်ခဲ့သောနှစ်ပေါင်း100ကျော်ကျော်ခန့်ကမြန်မာတို့၏နောက်ဆုံးဘုရင်တီဘောအရှင်လက်ထက်တွင်ခန္ဓာကြီးကျယ်သောတည်င်းကျွတ်စီမီထုံးပွဲကိုကျင်းပခဲ့လေသည်။ဤစီမီထုံးပွဲကြီးတွင် ယိုဒီးယားစက်ကြီးအဒီကမြန်မာစက်ကြီးအဒီကဂျွန်းထိုးတိုင်တန်ဂျိုနန်ရှောင်းတရုံနကားပွဲများအစုံလင်ဖြင့်ခင်းချင်းပါဝင်ပြသကြလေသည်မိဘဖိုးပွားများအားပူဇော်ကြော်ခြင်းများလည်းပြုလုပ်ကြသလိုမြက်စင်အားတို့အားလည်းရှ िख ိုးကြော်ပွဲများပြုလုပ်ကြလေသည်တရင်ကျွလာဤမိထုံပွဲတော်သည်မြူကြီးမြကြီးများမှစ၍ရွာငယ်များရှိဇေဒီပထိုးများပါမချမ်းရှေးရွာဆင်းလာမပြန့ ချင်းပါသည်မြမာတို့၏ရိုးရာပွဲတော်ဖြစ်ပေသည်ထိုပွဲတော်သည်မြမာတမျိုးသားလုံး၏ဘာသာတရားကိုင်းဆိုင်မှုဖြုံစင်သောစေရလာနှင့်ရင်ကျေးသောလူမှုအစဉ်အတန်းကိုဖော်ပြသော ပွဲတော်တစ်ခုဖြစ်ပေတော်သည်တဆောင်မုံလကထိန်ပွဲယာတိပန်းခဝဲပန်းကထိန်သင်္ကန်းလူသည်တစ်နှစ်တွင်တစ်လတစ်လတွင်တစ်ချိန်သာ အချိန်အခါနှင့်ပြုလုပ်ရသော ကာလဒါနဖြစ်သည်တဆောင်မုံလတွင် တစောင်းနိုင်မီးထုံးပွဲတော်သည်အကြီးပါသည့်ပွဲတော်ဖြစ်ပါသည်ဂေါရမဖျားရှင်လက်ထက်ကရာဇယုပြည့်ရှင်အစာတသက်မင်းသည် ဖခင်ခမဲတော်ဗိမိတာရကိုတတ်ခဲမိသည့်အတွက်နောင်တရပြီးစိတ်နှလုံးထောက်ထားကအိမ်မပျော်သည့်ယောဂဆွဲကန်လာသည်ဒါကြောင့်အစာတသက်မင်းဟာတစောင်းမုံလာပြီးနှင့်ညအခါမှာညင်းညူတော်မူသည်ဒီလိုတာယာလှပတဲ့ညချမ်းချိန်ခါမှာ ညဉ်းညူးနေတဲ့ငါရဲ့စိတ်တော်ကြည်လင်လာအောင်မိသူကိုအားကိုးရပါမလဲအဲ့ဒီချိန်မှာစေးစရာကြီးဇီဝကကထူးမြတ်တဲ့အကြံပေးတော်မူတယ်။အရှင်မင်းကြီးအခုလိုချိန်မှာမြတ်စွာဘုရားထံသာ ချင်းကပ်တင်ချောင်းမှာဖရာအစာရတမင်းလဲဆရာဇီဝကရင်အကြံဉာဏ်ကိုသဘောကျပြီးဖရာရှင်ကိုဖူးထွေခွင့်ရဖို့စီစဉ်စီတယ်။ဆရာဇီဝကလည်းစင်တက်မြင့်တွက်တီချံရံပြီး ဖျားရှင်စီအစာတတမင်းကြွားရောက်ဖို့အစီမံတွေအမြန်ပြုလုပ်လေတော့သည်တရတော်ဥယျာဉ်ကြီးကြောင်းတိုင်းတိုင်းတည်င်းသုံးနေတဲ့ဖျားရှင်စီတို့စီတန်းသွားရောက်ကြရမှာမီးရှူးထောင်ပေါင်းများစွာထွန်းညီပြီးသွားကြလေသည်ထိုချိန်မှစ၍တစောင်းတိုင်းမီးထွန်းပွဲတော်ကိုကျင်းပလိရှိခဲ့ကြပါသည်နတော်လာစာဆိုတော်ပွဲရာဒီပန်းသစင်ပန်းနတော်လာသည် ချမ်းရည်လာသည့်စောင်းရာသီကာလဖြစ်သည့်အတွက်ထိုချိန်၌ကြိုက်ထီယိုဖျားကဲ့သို့သောတောင်တက်ခီးဖြင့်ဖျားဖူးခီးထွက်သူများညပြလာပေသည်ရှေးခါကမက်ယူသေးသူတို့သည် နတော်လာတွင်နတ်ပူဇော်ပွဲများကျင်းပလေရှိကြသည်နတ်ပွဲသဘင်နှင့်အတူစံဖန်းပွဲကိုလည်းကျင်းပလေရှိကြလေသည်ရှေးမြမာမင်းများလက်ထက်ကဂျမနာပုံမာတို့သည်ဘရင်အပားမှာ ခါစားရင်၎င်းတို့အတွက်အကျိုးထူးရစေဖို့ဘယင်ကိုချီးမြှောက်ပေးမှုတွေပြုလုပ်ကြသည် ဖုံးတော်ကြောင့်နတ်ဒီဝါရီဟာအရှင်မင်းကြီးကိုစောင့်ရှောက်နီကီးပါမယ်ဖေဟာအရှင်မင်းကြီးဆောင်ရွက်ကြံစည်သမျှအားလုံးကောင်းမွန်တော်နီကီးပါလိမ့်မယ်ဖေဟာဘိုးတော်ဖေဟာလက်ထက်ရောက်တော့ပြမနာပုံနာတွေရဲ့နတ်ပူဇော်ခြင်းအလေထာတွေဟာစားပီးနေပေတဲ့သူရောက်ရှိလွှမ်းမိုးလာလို့မူကြီးမတ်ကြီးများဥဆောင်ပြီး စာပေပညာရှင်များနှင့်တိုင်ပင်ကနတော်လာ၏နတ်ပူဇော်ပွဲအစားစာဆိုတော်ပွဲဖြစ်သူ ပြောင်းလဲခြင်းပါခဲ့ကြသည်စာဆိုတော်သည်ဘယင်ခေတီတုံနန်တုံဝေါ်ဟာရာတခုဖြစ်ခဲ့ပေသည်ပြာတူလာမြင်းခင်းတပင်ပွဲယာတီပန်းခွာညူပန်းရှင်းမြမာမင်းများသည်ငွေနှင်းဆူဆူလပြာတူတွင် မြင်းခင်းတပင်ပွဲတော်ကိုယာတီပွဲတော်အဖြစ်ကျင်းပလေရှိကြသည် ရင်းမြမာမင်းများလက်ထက်က ပြာဒူလာတွင်စစ်အင်္ဂါ၄ပါအစုံလင်ခင်းချင်းပြတာလေးရှိထားသည် မြင်းစည်းကျွမ်းကျင်သည့်မြင်းတီတော်တွေသည်အပြိုင်ဆိုင်မြင်းရေးပြိုင်ဆိုင်ကြလေသည်ငပြောပင်ပေါ်တင်ထားသည့်ရေအဖြစ်ထည့်ထားသောရေဥကို အပြေးနှင်လာသည့်စစ်သည်ဟာဓာတ်နှင့်ငပြောပင်ကိုပိုင်းဖြတ်ရ၏ဓာတ်နှင့်ပိုင်းဖြတ်လိုက်တော့လေငပြောပင်သည်လဲရင်ကြမသွားပဲရေဥကိုတင်လျက် အပိုင်းတစ်ပိုင်းဖြစ်သွားလေသည်နောက်တစ်မျိုးမှာတော့မြင်းကိုအပြေးနေရင်မြင်းပေါ်မှလှန်ထန်နေပြစ်မှတ်များကိုထိမှန်အောင်ပြစ်ခတ်သောပြိုင်ပွဲပင်ဖြစ်သည်ထုံနီးတူစွာပင်မြင်းကိုအပြေးနေရင်ပင်မြင်းပေါ်မှမြားဖြင့်ပြစ်ခတ်သောပြိုင်ပွဲဝင်ရလေသည်အောင်ပွဲစုကုန်ရရှိသည့်မြင်းစည်းသမားသည်မင်းနှင့်မိဖုရားများရှိတော်သူမြင်းကိုစည်းကအလှပြဝင်ရောက်ရလေသည်ထုံချင်း မိဖုရားကြီးကရွှေတင်ခတ်ဘဝကိုပြစ်ပြီး၍အောင်ပွဲစုချင်းမြင်ပြီးစုကြသောမြင်းစီသမားကိုဂုံပြုလေသည်မင်းသမီးများကလည်းပန်းများဖြင့်ပြစ်ပေးဂုံပြုကြလေသည်ဤသို့ဖြင့်မြင်းခင်းသပင်ပွဲကို ရှေးရခင်ကစီကားတိုက်မြိုက်စွာကျင်းပကြလေသည်ဖျားပွဲတော်များကို ကြာတူလာ၌ပင် အများဆုံးကျင်းပကြလေသည်ထို့တူမြမတို့ဆုံးရှုံးခဲ့သောလွတ်လပ်ရေးကို ြန်လည်ရယူနိုင်ခဲ့သောလွတ်လပ်ရေးအောင်ပွဲဟာလည်းထိုလ၌ပင်ရယူနိုင်ခဲ့ပြီးလွတ်လပ်ရေးနှင့်ကျင်းပသောလဟုလည်းဆိုရပေမည်။တပုံတွဲလားထမင်းပွဲ ရာဒီပန်းပေါက်လဲပန်းကောင်းချင်းကိုကြက်အောင်ပြု၍ဆေးကတ်သွားအောင်နှဲရနေရသဖြင့်ထမင်းပွဲကိုတပုံတွဲလာဤရာဒီပွဲတော်ဖြင့်ကျင်းပချလေသည်။ထိုလတွင် ရှင်းမြမာတို့သည်ချမ်းအီလွန်းလာသဖြင့် မြတ်ဗုဒ္ဓဖះရှင်ကိုရောမြတ်ဤလက်တော်အားမိလုံတော်မူခဲ့သူဥတီကို ဆွဲပြု၍မိကုတို့ပူပြွေးဝဲကိုကျင်းပကြလေသည်ဤယာတိပွဲတော်ကို အထက်ညာဒေသတချို့တွင်သာကျင်းပကြပြီးလူတည်နေသောပွဲတော်တစ်ခု ဖြစ်နေခဲ့ပေသည်မြမာတို့သည်ချမ်းရည်သောတပူရဲလာတွင်စူပောင်း၍ထိုးကြသောထမင်းပွဲကိုရည်ရွယ်ချက်ရှိရှိကျင်းပခဲ့ကြသည်စူပောင်းညီညွတ်စွာထိုးမှသာ အရသာရှိသော ထမင်းအကောင်ရှားနိုင်သလိုစူစည်းညီညွတ်မှုမှရမှသာမိသည့်အရာမဆိုအောင်မြင်ကြောကြားထင်ရှားစေသောပွဲဖြစ်ပြီးစူစည်းညီညာအောင် ထမင်းထိုးပြိုင်ပွဲများကျင်းပခဲ့ကြပေသည်ထမင်းပွဲကိုညသောအဖြစ်တပိုရဲလာပြည့်နေ့မရောက်ခင်ထိုးကြပြီးလာပြည့်နေ့တွင် ဖုံးတော်ကြီးကြောင်းများနှင့်မြတ်ဗုဒ္ဓအားကက်လူကကုသိုလ်ယူကြတော်သည်တပေါင်းလာသဲပုံစီတီပွဲ ရာဒီပန်းတရဖီပန်းတဲပုံစီဒီပွဲဆိုဒီမှာတဲတောင်ခုံများမှတဲများကိုစုပုံ၍ဇီဒီအသွင်တီကတပညူတာမြတ်စွာဘုရားအားရီမန်း၍ပူဇော်ခြင်းဖြစ်သည်ဂေါရမမြတ်စွာဘုရားရှင်ပွင့်တော်မမူမီဒီပင်ကရာဘုရားရှင်လက်ထက်တော်တွင်သူစင်ရဲတူသည်ဤသို့စိတ်အကျမ်းဖြစ်၍တဲပုံစီဒီကိုတီခဲ့ဘူးလေသည်သူစင်ရဲသည်စင်ရဲလာ၍ဘုရားစီဒီတီယာတွင် ြူဒန်းရည်စုကုတုမပြူနိုင်ခြင်းကြောင့်တဲတောင်ခွန်အားတွေးရှိရာမှတဲပုံစီဒီတီကကုတုယူခဲ့ရှာသည် ထိုသူဆင်းရဲသားသည်ဒေလွန်သော သူကျင်လည်ခဲ့ရသောဘဝများစွာ၌မရှိဟုသောစကားကိုမချားရဘဲပြေဆုံးခဲ့လေသည်ဂေါရမဖျားရှင်လက်ထက်တွင်တကြွယ်မျိုးရိုးဖြစ်လာခဲ့လေသည်တထေးမင်းအလိုရှိသည်များကိုမှားချားနိုင်ပါသည် ထို့နောက်တကြယ်ဘဝ၌ စည်းစိမ်ချမ်းသာများစွာဖြင့်နေထိုင်ခဲ့ပြီးယဟန်ပေါင်တို့ဝင်ကယဟန်နာဖြစ်တော်မူခဲ့လေသည်မြန်မာနိုင်ငံတွင် တပေါင်းလာတို့ရောက်သောအခါမြများချောင်းများ၌ရေစစ်ကတဲခုံတောင်းခုံဖြူဖြူဖွှဖွှေးများပေါ်ထွန်းလာလေရှိသည် တောင်သူဦးကြီးတို့သည်လည်းလေယာလုပ်ငန်းများအနားယူခြင်းဖြစ်လေသည် ထိုချိန်ရှေးမြမာမင်းများသည်တဲပုံစီဒီပွဲဖြစ်တတ်မှတ်ကရွှေနန်းတော်ကြီးမှသည်ချင်းလက်တုံးရွာများအထိ ချိန်ချိန်သည်စင်ရင်ကျင်းပခဲ့ကြပါသည်ပကံခစ်တွင်လည်းအနောယထာမင်းကြီးသည်တဲခုံတွင် ဆွေတော်မြတ်ကိုထာပနာ၍ဇီဒီတဆူကိုးခွေပူဇော်ခဲ့လေသည်ထို့ကြောင့်မြမပြည်၌တပေါင်းလာလျှောက်တိုင်းမြည်သည့်နေရာကြီးကြီးမြကန်းနဘေးတွင်တဲတောင်ခုံများကို လင်းလက်တောက်ပစွာနေရောင်အောင်၌ကြည်နူးပွေရမြင်နိုင်ပြီးတဲဘုံဇီဒီတီချင်းစိတ်ကွင်က ကုသိုလ်ပွားများမှုများရှိပေတော်သည်။